मिंगला भाव्या अलाइन लेस सेंड अलाइन राइट जस्टिफाइन डिले म्यो गोले लामे अलाइन ले का तीमा सिरे अलाइन ले अलाइन लेस सरका अने कंट्रोल एंड तीमा जारो सेंड सेंड का सरका अने कंट्रोल ई कंट्रोल ई सरकार ने सोयें कंट्रोल ई ता जारो अलाइन राइट डिबे छामा अलाइन राइट ဒါကြတော့ justify justify control j ဒီမှာ align left center align right justify ကိုလေ့လာဖို့အတွက် survive ဖန်တီးမယ် and or နှိုက်တယ်ခုနကကျွန်တော်ကာစာက အပေါ်မှာလေးเนาะ and or နှိုက်တယ်ညီမြချင်းညေးတယ် r a n d run 5,5က survive 5 byte နောက်က5က D D5 ကစာပိုင်း5ပိုင်း D5 ကြတော့စာကြောင်း5ကြောင်းဝန်းကျင်ပေါ့5ကြောင်းဖြစ်ခြင်းဖြစ်မယ်6ကြောင်းဖြစ်ခြင်းဖြစ်မယ်4ကြောင်းဖြစ်ခြင်းဖြစ်မယ်ကာစာဒီအနောက်မှာထားပြီးတော့ end note နှိုက်တယ်ဒါဆိုရင်စာပိုင်း5ပိုင်းစာကြောင်း5ကြောင်းဝန်းကျင်ရလာတဲ့ဒီအောက်ကစာပိုင်းကိုကျွန်တော် select ပေးပြီးတော့ for size ကို set ထားလိုက်တယ် for size set ထားလိုက်တယ် ဒီမှာစာပိုက်ကပဲညှိနေတယ်เนาะဒီဘယ်ဘက်ချညှိနေတယ်ဒီဘက်ချကျတော့ဒီမှာမညှိဘူးဒီမှာကျတော့ဒီအချောင်းကပိုစီတယ်ဒီချောင်းနည်းနည်းတူနေတယ်ဒီချောင်းကအများကြီးတူနေတယ်ဒီဘယ်ဘက်ချကျတော့အကုန်လုံးညှိညှိတူထားပြီးတယ်ဒါကပဲညှိပေါ့ပဲညှိထားတယ်ကျွန်တော်ကညာညှိချင်တယ်ဆိုရင်ဒီစာပိုက်ကိုဆက်လက်မှတ်တယ် ညာညှိတဲ့ဆိုရင် align right ညာညှိတဲ့ဆိုရင် align right စာဘိုက်ကိုဆက်လက်မှတ်တယ် align right ကိုနှိုက်တယ်ညာညှိသွားတယ် align left ကိုနှိုက်တယ်ဘယ်ညှိတယ် align right ညာညှိ align left ဘယ်ဘယ်ညှိ align right ကြတော့ align right ဒီအပေါ်ကိုမနှိုက်ချင်ဘူး shortcut နဲ့နှိုက်ချင်တယ်ဆိုရင် keyboard keyboard နဲ့နှိုက်ချင်တယ်ဆိုရင် control နဲ့ r နှိုက်တယ် ဒီစာပိုက်ကိုနှိချင်တဲ့စာပိုက်ကို select မှတ်တဲ့ control r ညာနှိ control r ဘယ်နှိဒီမှာ center ကကြတော့အလဲကို သူ ထားပေးတယ်အလဲကို ထားပေးတယ် justify ကကြတော့နှစ်ဖက်စလုံးသူညှိပေးတယ်ဒီဘက်ခြမ်းလည်းအညီထားတယ်ဒီဘက်ခြမ်းလည်းအညီထားတယ်ဒီစာပိုက်ဒီစာပိုက်၃၄ဘိုက်ကိုကျွန်တော် select မှတ်တယ် select မှတ်ပြီးတော့ control a nhà nhị control n về nhị control e send đó send đó thà đấy thì mà send đó ta có này lấy giả đấy mau nhé control e này lấy giả đấy justify ngã control j nó phải sử dụng nhị về đấy justify ngã nó phải sử dụng nhị về đấy thì lúc nhớ cho nó dễ lưu giả đấy name name ATTRESS address DAT date ဒီစာကိုကျွန်တော်ကစာလုံး site သေးလိုက်မယ်စာလုံး site က set save ဖြစ်နေတယ်ကျွန်တော်က set သေးထားလိုက်ပြီးတော့ဒီစာကိုဒီဘက်ချမ်းကျွန်တော်ထားခြင်းနဲ့ column ရေးတယ် column ရေးတယ်ဒီ ဒီလိုမျိုးရေးလိုက်တယ်ပြီးတော့ဒီအဆက်ကိုကျွန်တော် select မှပြီးတော့ control c copy ကူးတယ်ဒီအောက်မှာလည်း control ကစားအောက်မှာထားထားပြီးတော့ control v paste ချရဲကူးလာတယ်ဒီကိုကူးလာတယ်ဒီမှာ ကစားဒဲ့ရဲ့အနောက်မှာထားပြီးတော့ control v ဒီဒီကိုကူးလာတယ် ဒီကူသွားတဲ့စာကိုကျွန်တော်က align right ညာနှိပ်လိုက်တယ်เนาะဒီဘက်ချမ်းထားလိုက်တယ် align left sender sender ကလည်းမှာထားတယ် align right ညာနှိပ်တယ်ဒါက align left sender align right justify ဒါလေးမျိုးကိုလေ့လာကြည့်တာဖြစ်ပါတယ်